အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့မေလ20ရက်နေ့မှာတော့တကယ့်တည်င်းထူးတည်င်းကောင်းတွေပါတယ်အဲ့ဒါကိုမပြောခင်မှာပထမဆုံးကျွန်တော်ပြောချင်တဲ့တည်င်းတစ်ခုကတော့ကရင်ပြည်နယ်ထိုင်းနယ်စပ်မှာရှိတဲ့မော်ဖိုကေ့စ်ခန်းကိုနေပြီးတော့ KNLA နဲ့ KNDO ပူးပေါင်းအဖွဲ့တွေကနေပြီးတော့အဒီမှာဝင်ပြီးတော့တိုက်တယ်။မနေ့ကနေပြီးတော့ကျွန်တော်ဒီတည်င်းကိုတင်ဆက်ပြသဖြစ်တယ်။တိုက်ပြီးဆိုလို့ရှိရင်ရပြီဆိုတဲ့ဟာကိုတမန်လို့ရတယ်ဆိုပြီးတော့ကျွန်တော်ပြောခဲ့တယ်။ဒီနေ့ကတော့တည်င်းကောင်းတွေတက်လာတယ်။ဆိုတော့အဒီမော်ဖိုကေနော်မော်ဖိုကေစခန်းကိုနေပြီးတော့တနအီမော်လက်တနအီမှာသူတို့ဝင်ပြီးတော့တိုက်တယ်။၈နိုင်မှာသူတို့တင်ပိုက်ရရှိတယ်။နိုင်ပေါင်း9နိုင်လောက်သူတို့တိုက်လိုက်ရတယ်။အဒီမှာ draw bomb တွေဒီဒုံးတွေကြီးကြီးသုံးပြီးတော့ဒီ pass sniper ထောက်ပြီးတော့ကြီးကြီးဝင်ပြီးတော့ဆော်တဲ့ခါကျတော့သူတို့မခံနိုင်ဘူးနော်။မခံနိုင်တဲ့ ခါကျတော့ဟိုဖက်မှာညမက်တကောင်မှာဆိုလို့ရှိရင်ထိုင်းနိုင်ငံဖက်မှာစကားစအယောက်ပေါင်း20ကျော်အဲ့ဒီဖက်မှာပြေးတယ်ပြေးတော့ထိုင်းဖက်ကနေပြီးတော့သူတို့ကအဲ့ဒီမှာဖန်စီထားတယ်ဖန်စီထားပြီးတော့အခုမြောက်ဒီကိုပြန်တော့ပို့လိုက်တယ်ဘာဖြစ်လဲဆိုတော့သူတို့ကလည်းမကြွေးနိုင်ဘူးမကြွေးနိုင်ဘူးဟိုဖက်လာတယ်ဆန်ကုန်ကြီးလေးတွေဆိုတော့ပြန်ပြီးတော့ ဟုတ်ပါမှာမြောက်ဒီဖက်ကိုပြန်ပို့လိုက်တယ်ဆိုတဲ့တည်င်းကိုကျွန်တော်တို့တွေ့ရတယ်ဒါကတော့လည်းတည်င်းကောင်းဖြစ်တယ်ဆိုတော့ KNU ကတော့တော်တော်ကိုသိမ်းနေတယ်အခုเนาะအဲ့ဒီဖက်မှာတော်တော်ကိုသိမ်းနေတယ်ကိုတော့သူတို့မသိမ်းသေးဘူးဒါပေမဲ့အဲ့ဒီသူ့ရဲ့အထက်6ခန်းတွေကိုအကုန်လုံးသိမ်းပိုက်ထားတာကိုလေကျွန်တော်တို့တွေ့ရတယ်ဒါကတော့တည်င်းကောင်းတစ်ခုနောက်တစ်ခုက ARD တိုင်းမှာလည်းတည်င်းကောင်းရှိတယ် အဲ့ဒီတိုင်းမှာကျွန်တော်တို့ AA နဲ့ပူပုံအဖွဲ့တွေကနေပြီးတော့ကျွန်တော်တို့အင်ကပူထိရောက်သွားပြီနော်အင်ကပူထိရောက်သွားတဲ့ခါကျတော့အဲ့ဒီမှာထုတ်စစ်ကိုသူတို့မခံနိုင်မင်းကိုသူတို့သိတယ်သိတဲ့ခါကျတော့အဲ့ဒီမင်းစလီမြို့နော်မင်းစလီကုန်းမြို့ကိုနေပြီးတော့ခံတက်အဖြစ်နဲ့သူတို့ပြောင်းလဲလိုက်တယ်နော်အဲ့ဒီမြို့ကိုအကြီးကျယ်ခံတန်းလုပ်တယ်စီးပွားရေးမရှင်တယောက်ကိုနေပြီးတော့၃သိန်းပေးရတယ်နော်တအိမ်ထောင်ကို၁၀၀၀စီး သူတို့ပေးရတယ်အဲ့ဒီ concept မျိုးကိုတည်ထောင်ဖို့အတွက်သူတို့စာရဲတောက်ရဲလုံချုံရဲစသည်စသည်ဖြင့်နော်ဟုတ်ဖက်ကအပေါ်ကမပို့နိုင်တော့ဘူးနော်ကိုဟာကိုကိုစိမ့်နဲ့ကိုကိုလန်းနဲ့ကိုဖောက်ပြီးတော့အဲ့ဒီမှာနော် concept ဖြစ်နေကာကွယ်ဖို့အတွက်နော်ပြည်သူလူထုတွေကနေပြီးတော့ညှိတယ်ဆိုတဲ့ဟာပေါ့နော်ဒီနေ့တည်င်းတွေမှာတွေ့ရတယ်နောက်တစ်ခုကထိုင်းနိုင်ငံမှာမြန်မာပြည်သားတွေခဏခဏဖန်ခံရတယ်အဲ့ဒါက ဥပဒေမျိုးနေမှာဆိုလို့ရှိရင်တော့တရားမဝင်မြန်မာနိုင်ငံသား၄၀နဲ့လောက်ဖမ်းမိတယ်ဆိုတဲ့ဟာကိုထိုင်းကနေပြီးတော့ထုတ်ပြန်တယ်။နောက်တစ်ခုကကျွန်တော်တို့ KIA ရဲ့သတင်းအဲ့ဒါကတကက်သတင်း2တတင်းကောင်းကျော်စောသတင်းဖြစ်တယ်။ဘာဖြစ်လို့ဆိုတော့တော်တော်ကိုအမျက်ရှိတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်။ စကစကဒီဘုံမော်တိုက်ပွဲမှာဆိုလို့ရှိရင်စကခန်27မကြအောင်ကြီးကြီးအဲ့ဒီမှာခန်းစစ်ပဲပြင်းနေတယ်ခန်းစစ်တယ်နဲ့အကြီးအကျယ်စစ်ကူတို့လည်းပိုးရတယ်လေပြင်းနေပိုးရတာသူတို့စစ်ကူပိုးပြီဆိုလို့ရှိရင်မြေပြားနဲ့သူတို့ပိုးလို့မရဘူးဟုတ်ကဲ့ပိုးရတယ်ပိုးရတယ်တပ်အရွှေပြောင်းလို့အဲ့ဒီမှာလက်နက်ခေရံတွေပို့တယ်ဆိုတာသူတို့ကအဲ့ဒီလေပြင်းနေပဲပို့တယ်ပို့တဲ့ခါကျတော့ဟိုဖက်ကလူတွေတော်တော်မျက်စိကျတယ်မျက်စိကျတဲ့ခါကျတော့ကောင်းကောင်းလေးနော်အဲ့ဒီပြစ်တဲ့ဟာလေပြစ်တဲ့နက်ကိုနေပြီးတော့ကောင်းကောင်းလေးအထာကျကျအဲ့ဒီမှာသူတို့ထားတယ်ထားပြီးလို့ရှိရင်တော့ ကောင်းကောင်းလေးစောင့်နေတယ်နော်အခွင့်ခါကောင်းကိုစောင့်နေတယ်စောင့်နေတဲ့ခါကျတော့အတော်ပဲဒီနေ့ကလေပြင်း3စီးလာတယ်နော်3စီးလာတယ်အဲ့ဒီမှာ3စီးမှာပထမဆုံးပို့တဲ့အစီးကိုသူတို့ထုတ်လိုက်တယ်ဆိုတော့နောက်နှစ်စီးထပ်တော့လာတယ်နောက်နှစ်စီးကိုနေပြီးတော့ထပ်တော့ပြေးလိုက်တယ်ပြေးလိုက်တဲ့ခါကျတော့အဲ့ဒီနှစ်စီးစလုံးမှာထီးသွားတယ်ထီးသွားတော့အဲ့ဒီကနေပြီးတော့ကြပြကြရနော်သူတို့ တက်ပြန်သွားတယ်ပြန်သွားတဲ့ခါကျတော့တစီကတော့ရွှေကူမှရောက်တယ်ဒါပေမဲ့အဲ့ဒီတစီကလည်းဆင်းလာတယ်အဲ့ဒီမှာအတောင်လေးပါတယ်အကုန်လုံးကျိုးချပြတော့ဘေးဆောက်အဲ့လိုမျိုးဖြစ်သွားတယ်เนาะအဲ့ဒီမှာကျိုးချပြည့်စည်သွားတယ်လုံးဝသုံးလို့မရတော့ဘူးဒါပေမဲ့အဲ့ဒီမှာလူထိခိုက်တော့ကျွန်တော်တို့မကြားရဘူးနောက်တစီကျတော့အဲ့ဒီရွှေကူနဲ့16မိုင်15မိုင်လေးလောက်မှာအဲ့ဒါက KIA ရဲ့တပ်မဟာ9နေမြေမှာเนาะအဲ့ဒီမှာပြုတ်ချသွားတယ်ပြုတ်ချသွားတော့အဲ့ဒီမှာမီးလောင်တာပေါ့เนาะမီးလောင်တာပေါ့ဆိုတော့အဲ့ဒီမှာ view ဟာမို့အစ်စ် နောက်ဘယူဟာမို့အစ်တဲ့ဆိုလို့ရှိရင်အဲ့ဒီမှာမရောက်လိုက်ဘူးအဲ့ဒီတရားတော့နော်ဘယူဟာမို့အစ်တဲ့နဲ့အဖွဲတွေဟာဆိုလို့ရှိရင်အဲ့ဒီမှာအကောင်လုံးတယောက်မှမကြမ်းဝတ်လေပြီးတော့နော်အဲ့ဒီမှာတည်ဆုံးသွားတယ်နော်အလုံးမသားဖြစ်သွားတယ်မြောဇာဖြစ်သွားတယ်မာခီယာဖြစ်သွားတယ်တော်တော်ကောကောင်းတဲ့တည်င်းနော်လေပြန်နစီအပါဝင်အဲ့ဒီမှာလေမူးတကိတ်ပြည်သူလူထုတွေလိုလားတဲ့ကြားရှင်တဲ့နော်တည်င်းမဲ့အဲ့ဒါအဲ့ဒါလေမူးသူ့ရဲ့နာမည်ကနော်မိုးထက်အောင်ကောင်းလဲမှတ်ထားလိုက်မိုးထက်အောင်ကျွန်တော်တို့မာခီယာဖြစ်သွားပြီလေမူးတည်ဆုံးသွားတယ် အဖိုးဝင်အားလုံးတည်ဆုံသွားတဲ့ဒီရောက်မှမကြံဘူးအကုန်လုံးမတ်ကီယာဖြစ်သွားတယ်နော်အဲ့ဒီမှာကျွန်တော်တို့ယူဟာမှုတယောက်လဲအသစ်တယောက်လဲအသစ်ဆက်ဆက်နော်အဲ့ဒီမှာယူဟာမှုမလုံရပဲနဲ့အဲ့ဒီမှာမတ်ကီယာဖြစ်သွားတယ်ဆိုတော့ KIA ကတော့ကျွန်တော်တို့2021မေလမှာမိုးမောက်မှာလဲ MI35 အဲ့ဒီမှာပြည့်တယ်ပြည့်တဲ့ခါကျတော့အဲ့ဒီမှာအရာရှိ6ရောက်တည်သွားတယ်နော်တည်သွားတယ်နောက်တစ်ခုကခုနကဒီ2024အဲ့ဒီဇန်နဝါရီမှာလဲကျွန်တော်တို့ white ball မှာ MI17 ကိုနေပြီးတော့ပြစ်ချလိုက်တယ်အဲ့ဒီမှာ အကုန်လုံးမာကီယာဖြစ်ကုန်တယ်ပြီးလို့ရှိရင်တော့ FTC 2000G เนาะအဲ့ဒီတရုတ်ထွက်ရဟယင်ကိုလည်းပြစ်ချလိုက်တယ်အဲ့ဒီမှာပြက်စီးသွားတယ်အခု2စီးเนาะ2စီးဆိုတော့တော်တော်ကိုအမျက်ရသွားပြီเนาะ KNA ကတော့တော်တော်ဖြစ်တယ် ပြည်တယ်ပြည်တာကတော့ကျွန်တော်တို့တကယ်ချက်ဖတ်တာတော့ဘာလို့တော့ကျွန်တော်တို့မမိနိုင်ဘူးပေါ့နော်မိနိုင်တဲ့ဟာတွေကတော့ကျွန်တော်တို့မိနိုင်ပါတယ်ဘာဖြစ်လို့ဆိုတော့သူတို့ကမဆင်းမှမဆင်းပဲဆင်းနေဆိုလို့ရှိရင်တော့အခုဟယ်လီကော်တာတော့ဘာလို့ဆိုလို့ရှိရင်တော့သူတို့ကဆင်းတာဟုတ်ဆင်းတော့အနိုင်မှရောက်တယ်အနိုင်မှရောက်တော့ဒီကနေကောင်းလေးတမလို့ရတယ်ပြီးလို့ရှိရင်တော့ဒီပမော်က 80ခိုင်လုံး80ခိုင်လုံးတော့သူတို့ကထိန်းထားတဲ့ခါကျတော့နော်သူတို့ဆင်းရတာတော်တော်အကြက်တေးဖြစ်သွားပြီလေပြရတာအကြက်ရိုက်သွားပြီသူတို့စစ်ကိုပိုးလို့မရတဲ့အဆင့်ကိုရောက်သွားပြီအခုကြည့်သူတို့စစ်ကိုပိုးလို့မရတော့ဘူးနော်ရောက်တာနဲ့ဟိုဘက်ကနေပြီးတော့တမလိုက်တယ်တမလိုက်တော့အဲ့ဒီမှာနစီးက ျွန်တော်တို့ပြက်စီသွားတယ်တစီကရွှေကူမှာရောက်တယ်တစီကတော့ရွှေကူနဲ့စင်ကာမိုင်း16မိုင်ကွာမှာရောက်တယ်အဲ့ဒီမှာ KIA တို့ကနေပြီးတော့သွားပြီးတော့ကြီးရှုတယ်အဲ့ဒီမှာအဲ့ဒီအလောင်းကိုတွေးရတယ်အခုနောက်ကလေမူးမိုးထက်အောင်ရဲ့အလောင်းကိုတော့တွေးရတယ်ဂျန်တဲ့လူတွေကတော့အကုန်လုံးပြာချသွားတယ်เนาะအဲ့ဒီမှာအကုန်လုံးဖေသွားတယ်ဆိုတဲ့ဟာကိုတွေးရတယ်ဒါကတော့တကိတတင်းတွေထိမှအကောင်းဆုံးတတင်းနေတယ်လူမှုကိုရဲ့ပေါ်မှာတတင်းမိရမှာပေါ်ပြထားတဲ့အကြောင်းအရာတစ်ခုအနေနဲ့တွေးရတယ်နောက်တစ်ခုကဒီပကုတ်တိုင်ညုံလေးပြင်ရွှေချင်းလမ်းပိုင်းမှာဆိုလို့ရှိရင်စကစကား အဲ့ဒီမှာရင်နိုင်ရလာတယ်လာတဲ့ခါကျတော့ဒီဖျက်နေပြီးတော့သမလိုက်တယ်သမလိုက်တဲ့ခါကျတော့အဲ့ဒီမှာအရာရှိအပေါငါ့ဥပါဆိုလို့ရှိရင်ကျွန်တော်တို့အငွေ့ပြန်သွားတယ်ဆိုတော့အဲ့ဒီတတိယလည်းကောင်းတယ်အရာရှိတွေပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ time ဘက်မှာ covid 19တော်တော်ဖြစ်နေတယ်အဲ့ဒါကိုလည်းကျွန်တော်တို့ time ဘက်မှာသွားတဲ့လူတွေနည်းနည်းသတိထားရမယ်အဲ့ဒီမှာလူတွေဆိုလို့ရှိရင်တော်တော်ကိုတော့၄000ဆုံးထောင်နေရာနဲ့10နဲ့3ယောက်အဲ့ဒီမှာအကြီးအကျယ်ဖြစ်နေတယ် တုတ်ကိုရလည်းဖြစ်လိုက်တင်တယ်နော်တုတ်ကိုရခုနှစ်ဆနော်ခုနှစ်ဆတော့မှပိုပြီးတော့ဖြစ်တယ်လို့ပြောတယ်ဆိုတော့အစ်ပြတော့ထိုင်းနိုင်ငံမှာဒီတုတ်ကိုနဲ့ဒီ covid 19ရဆိုလို့ရှိရင်ကြီးကြီးဖြစ်နေတယ်ဆိုတော့မြန်မာနိုင်ငံသားတွေထိုင်းနိုင်ငံသွားလို့ရှိရင်တော့ကျွန်တော်တို့ကြတိထားရမယ်ကာကွယ်ဆေးတွေထိုးပြီးတော့သွားရမယ်အဲ့ဒီမှာ covid 19ကြီးကြီးဖြစ်နေတယ်လူ၄000ကျော်နော်၄000ကျော် ဒီယောဂကုဆက်ဖို့ကိုခံနေရတဲ့တုတ်ကွေးလက်ကြီးကြီးဖြစ်နေတယ်ဆိုတဲ့ဟာကိုတော့ကြည့်ရတယ်။နောက်တစ်ခုကကျွန်တော်တို့ကြောက်ဖြူဒါလည်းသတင်းကောင်းပဲနော်။ကြောက်ဖြူမှာဆိုလို့ရှိရင်တော့တိုက်ပွေးလက်ကြီးကြီးဖြစ်နေတယ်။အဲ့ဒီမှာကြောက်ဖြူမှာဆိုလို့ရှိရင်လည်းအများစုကအေအေကနေပြီးတော့တိုက်ပိုက်ထားတယ်။ဆိုတော့အခုကဒီသူ့ရဲ့ဂါကင်းဖြစ်တဲ့နော်မလကျွန်းယွာနီမှာဆိုလို့ရှိရင်အဲ့ဒီမှာတိုက်ပွေးလက်ကြီးကြီးဖြစ်တဲ့ခါကျတော့သူတို့ကမနိုင်တော့ဘူး။မနိုင်တဲ့ခါကျတော့အဲ့ဒီတရုတ်တိုက်ပွေးပိုက်လိုင်းဆေးုံရှိတဲ့အနာထိတောင်မှသူတို့ဆုတ်လိုက်ပြီ။နော်ဆုတ်လိုက်ပြီ။အဲ့ဒီမှာဆိုလို့ရှိရင်တော့မင်းတက်တောင်စခန်းဆိုတာရှိတဲ့သူ့ရဲ့ဂါကင်းဒီကြောက်ဖြူ ူကိုကာတဲ့ကာကင်းအဲ့ဒီကာကင်းကိုလည်းအေးကတင်ပိုက်လိုက်ပြီเนาะဆိုတော့ဒါဒီကလည်းဒီတတင်းကလည်းတော်တော်ကိုကောင်းတယ်เนาะကြောက်ဖြူကဆိုလို့ရှိရင်ဖြစ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 ်နဲ့မျိုးလိုက်ပြီเนาะအေးအေးမျိုးလိုက်ပြီအဓိကတော့ကြောက်ဖြူเนาะကျွန်တော်တို့စစ်တွေကတော့တိတ်တင်းမချားသေးဘူးเนาะအဲ့ဒီမှာအော်တော့လုံးဝတင်းမချားဘူးကျွန်တော်တို့ကြောက်ဖြူကြောက်ဖြူကတော့လုံးဝအနာကိုကတ်လိုက်နိုင်ပြီဆိုတဲ့ဟာကိုတော့ဒီနေ့တင်းမီဒီယာတွေမှာတင်းကောင်းအနေနဲ့ကျွန်တော်တို့တွေ့ရနိုင်မယ် ောက်တစ်ခုကကျွန်တော်တို့စကိုင်းတိုင်းဒီဘီယန်အိုတင်ကွင်းအိုတင်ကွင်းလူတက်ဖို့မှာဆိုလို့ရှိရင်တော့စကားစကားဘုံချလိုက်တာစတင်ချောင်းပေါ့နော်အဲ့ဒီမှာအိုတင်တော်ရဲ့မှာဆိုလို့ရှိရင်စတင်ချောင်းကိုဖြစ်လိုက်တော့ဆီယမ်းနှစ်ယောက်အပါဝင်ကလေး20နှစ်နှစ်ယောက် ဆိုတော့စုစုပေါင်း၁၀လေးရောက်သေးတယ်အဲ့ဒီမှာအယောက်ပေါင်း၁၀၀ကျော်ထိခိုက်ဒဏ်ရာရရှိတယ်ဆိုတော့ဒီဖက်ကလူတွေကတော်တော်ကိုအညှိုးထားလာတယ်ထားလာတော့တောင်ငူလေစိတ်ကိုဒီဒီမှာပြစ်တယ်ပြစ်တဲ့ခါကျတော့အဲ့ဒီမှာထိခိုက်မှုတွေအများကြီးရှိတယ်လေရင်ပြင်၃စီးထိတယ်ဆိုပြီးမှကျွန်တော်တို့တွေ့ရတယ်အဲ့ဒီမှာဒီဒူဘုံမူကြီးအဆင့်တွေနှစ်ယောက်ပါမယ်ဘူကြီးအဆင့်တွေလည်းသေးတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီတိုက်ခိုက်ရေးမှာလုတ်တဲ့လူတွေကတော့တည်တင်းထုတ်ပြန်တာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီဟာကတော့တည်တင်းတက် ပုံတွေပါတယ်တော့ကျွန်တော်တို့မတွေ့ရဘူးအဲ့ဒီ CDM ဘူကြီးတွေလည်းသူတို့ဟိုဖက်ကနေပြီးတော့တင်ရရှိတယ်ဟုတ်တယ်မှန်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့ဒီ channel မှာကျွန်တော်တင်ထားပေးတယ်ဒီဘူကြီးခက်မြတ်တို့ပါတော့သူတို့ interview တာကိုတွေ့ရနိုင်မယ်เนาะသူတို့ကတကယ်ဟိုဖက်ကမြေပြင်ကတရေပြီးလို့ရှိတယ်သူတို့ကဒါလိုက်တင်ပေးတာเนาะတင်ပေးတာဆိုတော့အဲ့ဒါကကျွန်တော်တို့ဖြစ်နိုင်ဖွယ်များတယ်ဒါပေမဲ့ အထောက်ထားအနေနဲ့သတင်းဓာတ်ပုံတို့ဘာလို့တော့မတက်လာဘူးပေါ့နော်ဆိုတော့အဲ့ဒီအခြေအနေမျိုးတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကချင်ပင်နဲ့ဖက်ကန်ဖက်ကန်ကလည်းဒီတံတားညီနောင်အနားမှာဆိုလို့ရှိရင်တိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာဆိုလို့ရှိရင်လည်းအင်အားကအကြီးကြီးပဲထောင်နဲ့ချီပြီးတော့အဲ့ဒီမှာစစ်ချောင်းသုံးချောင်းထိုးတယ်အဲ့ဒါကကာမိုင်းဖက်ကတစ်ချောင်းပြီးလို့ရှိရင်အင်တော်ကြီးဖက်ကတစ်ချောင်းပြီးလို့ရှိရင်တော့စေစင်းစေစင်းဖက်ကတစ်ချောင်းဆိုတော့စစ်ချောင်းသုံးချောင်းနဲ့နေပြီးတော့အဲ့ဒီဖက်ကန်ကိုအကြီးကြီးဝင်ပြီးတော့ ဖိုးစစ်စင်မတော့တိုက်နေတယ်ဆိုတော့အဲ့ဒီမှာလည်းတိုက်ပွဲတွေကကြေးကြေးပြင်းထန်ပြီးတော့မာလာဖက်ကမရှုမလောက်ကိုအဲ့ဒီနေရာတွေမှာတော်တော်ကိုတော့အတုံးလုံးတွေဖြစ်နေတယ်တုံးလုံးတွေဖြစ်နေတယ်ဆိုတော့မြေပြင်ကတော့သူတို့တက်တော်တော်အထင်နာဖို့ပဲရှိတယ်ဆိုတော့အဲ့ဒီနေရာမှာသူတို့ကအထင်နာလာပြီဆိုလို့ရှိရင်အဓိကလေချောင်းကျစ်ဖို့နော်လေချောင်းကိုသူတို့ကူညီတောင်းတယ်ဟိုနေရာမှာပြည့်ဒီနေရာပြည့်ငါတို့ကအကြိုက်ရနေပြီငါတို့မလှုပ်နိုင်တော့ဘူးတစ်ချက်တော့လာပြီးတော့ကူညီပေးပါဆိုပြီးတော့သူတို့ကအကြီးအကျယ် တောင်းခံရတဲ့အခြေအနေမျိုးမှာရောက်နေပြီ။လေချောင်းပစ်ကူတဲ့အကြီးကျယ်ပြင်းနေပြီဆိုလို့ရှိရင်သူတို့ဘက်ကအကြီးကျယ်ထိနာနေပြီဆိုတာတော့ကျွန်တော်တို့စစ်ပွေးရဲ့နော်တဲ့င်းတွေမှာကြည့်လို့ရှိရင်တော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီမှာဖက်ကမှလည်းကြီးကျယ်အိုက်ပွေဖြစ်နေတယ်ပုံပေါ်မှာတော့ကျွန်တော်တို့အကျိုးအမြတ်တော့လေယံပြင်းစီလေယံမူဘူဟာမူအကုန်လုံးမာလခီယာဖြစ်သွားတယ်အဲ့ဒီမှာတောင်းစီမှာတစီကတော့လွတ်မြောက်သွားတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တဲ့င်းတွေမှာဆိုလို့ရှိရင်ပေါ်ပြထားတဲ့အကြောင်းအရာတွေဖြစ်တယ် ဆိုတော့ဒီနေ့မေလ20ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို